ဂျပန်နိုင်ငံကိုချစ်တီခီရောက်ရှိနေတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နိုင်ငံသားဝင်ကြီးဒေါက်ဆန်းစုကြည်ဟာနိုဝင်ဘာလ2ရက်နေ့ဒီကနေ့ဒေတာဆန်တော်ချိန်9:00နာရီခွဲအချိန်မှာဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေနဲ့တိုကျိုမြို့မှာရှိတဲ့ရက်ကာဟိုတယ်မှာတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲအခမ်းအနားကိုဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတထောင်ကျော်ခန့်တက်ရောက်ခဲ့ပြီးဒေါက်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီးပွားရေးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်တဲ့မိကုံးကိုပြောကြားခဲ့ပါတယ်။ အဲဒီနောက်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေနဲ့စီးပွားရေးလူမှုရေးပညာရေးအပါအဝင်မြန်မာနိုင်ငံကလက်မှတ်ပြန်လည်ကန်ဆောင်ခွင့်ရရှိရေးစတဲ့ကိစ္စရပ်တွေကိုပြန်လည်ဆွေးနွေးဖြေကြားမှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီလိုဆွေးနွေးဖြေကြားမှုပြုလုပ်ရမှာတရားဥပဒေစိုးမိုးရေးအတွက်ကျေနပ်မှုရရှိပါရဲ့လားလို့မေးမြန်းခဲ့တဲ့မိကုံကိုဒေါက်ဆန်းစုကြည်ကမကျေနပ်သေးပါဘူး။ကျေနပ်စရာအကြောင်းလဲမရှိပါဘူးလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။မကျေနပ်သေးပါဘူး။ကျေနပ်စရာအကြောင်းလဲမရှိပါဘူး။ ရင်ကျေးမှုနဲ့ဆက်နွှဲနေပါတယ်။တရားဥပဒေစိုးမိုးရေးဆိုတာတရားဥပဒေစိုးမိုးသင့်တယ်ဆိုတဲ့အမည်ကိုရင်ကျေးမှုတရား။ရင်ကျေးမှုဆိုတာအတ္တမှဘုရားမှကျေပြတ်မှာ။ဥပမာဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်လို့ဆိုလို့ရှိရင်ကျမတို့ပြောတယ်ကျမတို့နိုင်ငံမှာအခွန်ဆောင်တဲ့ရင်ကျေးမှုရှိဘူး။နော်။ဆုံးမရေးစရာရည်ကြည်မှုတရားဘာဖြစ်လို့ ံနိုင်ငံလည်းများအများစုကဥပဒေဆိုတာတော့ဘာအတွက်ရှင်းမှမသိဘူး။ဒါကြောင့်မကြမ်းမ်းကပြောရတဲ့ကိစ္စတော့ကျွန်တော်ကောင်းနေမှာဆွဆွမြဲမြဲဖြစ်သွားလို့ပါ။ကျွန်တော်တို့လွတ်တော်မှာလွတ်တော်မှာကျွန်တော်ကိုယ်စီလုပ်နေတဲ့အချိန်မျိုးကအဲဥပဒေဥပဒေပညာသင်ယူနေတဲ့တက်တူကျောင်းသားအကျောင်းသူပြုစုရောက်လာတယ်။ရောက်လာတဲ့အခါမှာကျွန်တော်တို့ကြောင်းမေးတယ်ဥရိစရာဘာအတွက်လဲလို့ဆိုတော့အချက်ချင်းဖြစ်နေတာအချက်ချင်းဖြစ်နေတာထားလိုက်တာတော့ တယောက်ကဘယ်လိုဖြစ်လဲဆိုတော့အပြစ်ရှိတဲ့လူမျိုးတံပေးဖို့တဲ့ဆက်တဲ့လူတွေကလည်းအဲ့ဒီဟာကိုထောက်ထားတယ်။အဲ့ဒါကြောင့်ပြောမဟုတ်ဘူး။ဥပဒေဆိုတာအပြစ်ရှိတဲ့လူမျိုးတံပေးဖို့ခေါ်တယ်။ဥပဒေဆိုတာလူအတိုင်းတိုင်းတစ်ခုတည်တည်ငြိမ်ငြိမ်အေးချမ်းသာရပ်တည်နိုင်ဖို့ဥပဒေတွေထောက်ထားတာ။ဒါအခြေခံသဘောထားပေါ့။အဲ့တော့ကျွန်တော်ကလည်းစိတ်ထဲမှာဖြစ်သွားတာ။ဥပဒေပညာရှင်ကိုရှင်းဖို့နေတဲ့တက်ဆိုကျောင်းသူကျောင်းသားများတောင်မှဥပဒေရဲ့အဲ ဥပဒေတွေရှိရတယ်ဆိုတော့ဥပဒေတွေဘယ်လိုခေါ်လဲအဓိကပေါ့နော်တံပိုးထားကိုကောင်းကောင်းနားမလဲကျမတို့နိုင်ငံမှာတရားဥပဒေစိုးမိုးရေးရင်းကျက်မှုထူထောင်ဖို့တော့အများကြီးလုပ်ရအောင်ပဲဆိုတော့ကောင်းတယ်ပေါ့ပါဥပဒေဆိုတော့ဘာအတွက်မဘာအတွက်လဲဥပဒေဆိုတော့ဘာဘာကြောင့်ကျမတို့ထုတ်ရတာလဲနောက်ဒီဥပဒေတွေကတရားမတရားဒါအခြေခံပဲဒီဟာကျမတို့ပြည်သူပြည်သားတွေ ညာနားလည်အောင်လုပ်ဖို့လုပ်နေ။အဲ့တော့ဒီဥပဒေတွေကတရားအောင်လုပ်ဖို့ဆိုတော့ကျွန်တော်တို့ထွက်တော်နေဆိုင်ဥပဒေပြုရင်ပြုအောင်ပဲမှန်တယ်နော်။နောက်တစ်ခုကလေမှန်ကန်တဲ့တရားမျှတတဲ့ဥပဒေတွေကိုတရားမှုရှိဖို့ဆိုတော့အုတ်ချုပ်မှုပဲနော်။အဲ့တော့တရားဥပဒေစိုးမှုရေးဆိုရင်ကျေးမှုလည်းပါတယ်။ပညာရေးလည်းပါတယ်။နိုင်ငံရေးလည်းပါတယ်။အများကြီးပါတယ်။အဲ့တော့ဒီကျေနပ်မှုရှိတာဆိုကျေနပ်မှုရှိဒီကျေနပ်မှုရှိတာလို့အလိုပါမှာပြပြကြပါလို့ဒီပါရေးလည်းပြတတ်တယ်။ ဒါအပြင်ပြည်ရင်းစစ်ရက်စဲဖို့အ धिक အခက်အခဲနဲ့ပတ်သက်ပြီးမေးမြန်းမှုကိုလည်းထောင်ဆန်းစုကြည်ကပြည်ရင်းစစ်ရက်စဲဖို့အ धिक အခက်အခဲကဘာလဲဆိုရင် မရက်စဲခြင်းနဲ့စိတ်တက်ပဲလို့ဖြေကြားခဲ့ပါတယ်။ပြည်ရင်းစစ်ရက်စဲဖို့တဲ့အခက်အခဲတွေကဘာဖြစ်တယ်လဲဆိုရင်ပြည်ရင်းစစ်ပြည်ရင်းစဲဖို့အ धिक အခက်အခဲကဘာလဲဆိုရင်မရက်စဲခြင်းနဲ့စိတ်တက်ပဲ။ ကျွန်တော်တို့ကရှာရတယ်။ဘုရားလိုမရဘူးဆဲခြင်း။ဒီစိတ်ကိုရဆဲခြင်းအပြင်ဘယ်လိုအကျိုးရမယ်ထင်လို့မရဆဲခြင်းတာလဲဆိုကျွန်တော်တို့မေးရတယ်။ဘာလို့ဆိုဘယ်လိုမှကိုယ့်အတွက်အကျိုးရမယ်ကိစ္စအောင်ဘယ်မှာဆောက်ပါလို့လာတယ်ဒါကဘာလဲဒီလိုအပြည့်ဆိုလို့ရှိရင်ကိုယ့်ရဲ့အကျိုးရုပ်ပဲကိစ္စမလွတ်ချင်ကြတာပေါ့။ဒီခုပဲအကျိုးရုပ်မလားအကျိုးရှိမလားဆိုတာမှမှန်ကန်ကန်မတုံ့တန်နိုင်လို့လည်းဖြစ်တယ်ဖြစ်နိုင်တယ်။နောက်တစ်ခုကလည်းအကြောင်းကြောင်းကြောင်းမ ကိစ္စလေးတွေပါလာနိုင်တယ်ဖြစ်ဖြစ်ဖြစ်နေပါတယ်အဲ့တော့ကျမတို့ဟာစိတ်ရက်စဲရဲ့အတွက်အကျိုးရုံးနိုင်ပြီဆိုတော့စိတ်ကပပပြအောင်လို့ဒီဆိုရင်ဘုံကပပပြအောင်လို့လိုအပ်ပါတာကျမတို့ဉာဏ်ကြရေးလာလုံးဖြစ်စင်ရဲ့ပေါ့နော်အရေးကြီးဆုံးအခက်အခဲဆုံးဆောင်ရွက်ချက်ဖြစ်ပါတယ်ဒါလေးတစ်ချိန်လုံးကြိုးစားနေရတာပါ ်ချက်ချင်းလှုပ်ဆောင်เสียပါလိမ့်ဖြစ်မယ်ချက်ချင်းလှုပ်ဆောင်ကြတယ်ခုချက်ချင်းလှုပ်ပြပါလေလို့ကျွန်တော်ပြောပြစေဒီအပြစ်ခံရစေရင်းနဲ့ပတ်သက်လို့ဘာဝင်ပတ်သက်တဲ့ပုံပေါ်မှာအားလုံးနဲ့ကျွန်တော်ဒီချိန်မျိုးမှာဆွေးနွေးပါလိမ့်ဒီလိုဒီပြစ်ခံရစေရင်းဖြစ်နိုင်လို့အာကျွန်တော်ဝိုင်းဝန်းလို့ရမလဲဆိုတော့လည်းကျွန်တော်မှတ်စာလေးရှာနေပါတယ် ဆက်လက်ပြီးထောင်ဆန်းစုကြည်ကမြန်မာနိုင်ငံရဲ့အနာဂတ်စီးပွားရေးပလန်ကိုတိဆောက်ဖို့အတွက်မူဝါဒတွေဥပဒေတွေစီမံကိန်းတွေရှိကြောင်းလက်ရှိမှာတိုက်အစ်စ်ကိုစောင့်နိုင်တဲ့အခြေအနေမဟုတ်ဘဲတိုက်အဟောင်းကြီးထဲမှာနေနိုင်အောင်လို့တိုက်အဟောင်းကြီးကိုပြင်ရတဲ့အခြေအနေမျိုးဖြစ်နေကြောင်းနဲ့တိုက်ဟောင်းကြီးကိုပြန်ပြီးတော့နေပြောင်းအောင်လို့အနာဂတ်တွေအသုံးပြုအောင်လို့လုပ်ဖို့ဆိုရင်အင်မတန်မှပိုပြီးတော့ပြင်ပန်းပါတယ်ဆိုတာကိုပြည်သူပြည်သားတွေနားလည်ဖို့လိုအပ်တယ်လို့ဖြေကြားခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာအမေအဖြစ်အစီအစဉ်မှာတော့တင်းကျင်တဲ့မိကွန်းတွေမိကွန်းရဖို့အတွက်ပုံးနေရဲကိုကိုမေးလိုတဲ့မိကွန်းတွေကိုထည့်ထားပြီးဒေါအောင်ဆန်းစုကြည်ကမိကွန်းတွေကိုနှိုက်ပြီးဖြည့်တဲ့ပုံစံနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။မိကွန်းထည့်ထားတဲ့ဘုံတွေကတော့၄မျိုးဖြစ်ပြီးနိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ရင်ကျိမှုစတဲ့ပုံလေးဘုံကိုထားရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုမေးခွန်းတွေဖြေကြရမှာတော့မေးခွန်း18ခုကိုဒေါအောင်ဆန်းစုကြည်ကဖြေကြားပေးခဲ့ပြီးနိုင်ငံရေးနဲ့ပတ်သက်တဲ့မေးခွန်း9ခုကိုဖြေကြားပေးခဲ့တာကိုတွေ့ဆုံပွဲတက်ရောက်သူတွေလူမှုကွန်ရက်မှာတင်ထားတဲ့ဗီဒီယိုဖိုင်မှာပါရှိခဲ့ပါတယ်။တချို့မေးခွန်းတွေဟာနိုင်ငံရေးပုံတွေကမဟုတ်တဲ့အခြားပုံတွေကမေးခွန်းတွေဖြစ်ပေမဲ့လည်းနိုင်ငံရေးနဲ့ပတ်သက်တယ်လို့ဒေါအောင်ဆန်းစုကြည်ကပြောဆိုဖြေကြားမှုတွေလည်းရှိခဲ့တယ်လို့ဗီဒီယိုဖိုင်မှာပါရှိပါတယ်။ဒါစီကိုရင် ဒီတွေ့ဆင်ရဆဲဖို့အဓိကအခက်အခဲတွေကဘာတွေဖြစ်တယ်လဲချက်ချက်လို့လုံဆောင်ကြရဘာတွေဖြစ်မလဲဒါနိုင်ငံရင်းတော့အဲ့ဒီတော့ဒီဆမ်ချီဘာကတူတရားချင်းလဲ ဲ့ဒီတွေ့ဆုံပွဲကိုတက်ရောက်ခဲ့သူတူကတော့နိုင်ငံရေးမေကွန်ပုံပတ်ကိုအလှည့်ပေးမှုနှဲပါခဲ့တယ်လို့လူမှုကွန်ရက်မှာဝေဖန်မှုလည်းရှိခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံပွဲကိုတော့ဂျပန်ရောက်မြန်မာနိုင်ငံသားတထောင်ကျော် တက်ရောက်ခဲ့တယ်လို့သတင်းတွေမှာပါရှိပါတယ်။အဲ့ဒီနောက်ဒေါ်ဆန်းစုကြည်ဟာဒေသဆန်တော်ချင်း၁၇နိုင်မှာတိုကျိုမြို့မှာရှိတဲ့မြန်မာတန်ယုံတန်ယုံစစ်တန်ယုံဝန်ထမ်းမိသားစုတွေနဲ့တွေ့ဆုံပြီးတန်ယုံဝန်ထမ်းမိသားစုတွေနဲ့အတူနေ့လယ်စာသုံးဆောင်ခဲ့တယ်လို့သိရပါတယ်။